ြည်ထဲမှာဧပြီလတလတာအတွဲမီးလောင်မှုက၈ကြိမ်အထိဖြစ်ပွားခဲ့ပြီးကျပ်သိမ်းပေါင်း960ဝန်းကျင်ဆုံးရှုံးသွားခဲ့ပါတယ်။မီလာမှု၈ကြိမ်ထဲမှာကုခိုင်မျိုးနယ်ထဲက၂ကြိမ်ဖြစ်ပွားခဲ့ပြီးတော့နမ်ခမ်ကြောက်မဲတီဘောနမတူမိုမိတ်နဲ့မိုင်းဝီမျိုးနယ်ထဲမှာက၁ကြိမ်စီဖြစ်ပွားခဲ့တာပါ SMP အတွင်းကမိလောင်မှုတွေမှာပေါ်ဆာမီးတွေအပါဝင်တော်မီမိလောင်ရာကနေမိလောင်မှုဖြစ်ပွားခဲ့တယ်လို့ဆိုလာပြားနဲ့အိမ်တွင်းသုံးလှစ်စစ်ပစ္စည်းတွေကနေလဲဝါယာကျိုးရှော့ဖြစ်ပြီးမိလောင်တာတွေဖြစ်ပွားခဲ့ပါတယ် လက်ရှိနွေရာသီကာလဖြစ်တာနဲ့အညီ6ရက်ရာသီဖြစ်တာကြောင့်တောင်ပြည်အတွင်းမိဘကျုတင်ကာကွယ်နိုင်ဖို့အတွက်မိမိတို့ PSLF TNRA မိတပ်ဌာနကမိဘပြည်သူတွေစီကို မိဘကျုတင်ကာကွယ်ရေးအသိပညာပေးတာတွေပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့မိမိတို့ရဲ့ရွာအတွင်မိဘအနေရကင်းစေဖို့အတွက် PSLFT နဲ့မိတ္တဌာနကချမှတ်ထားတဲ့ဆောင်ရန်ရှောင်ရန်တွေကို အထူးအလေးပေးလိုက်နာဖို့လိုအပ်ပါတယ်။မိမိတို့ PSLFT နဲ့မိတ္တဌာနအနေနဲ့မြို့နယ်အလိုက်ကျေးရွာရပ်ကွက်တွေမှာမိဘကြိုတင်ကာကွယ်နိုင်ဖို့အတွက်အိမ်တိုင်းမှာမိချိတ်မိကန့်နဲ့ရေပုံးတွေထားရှိရမှာဖြစ်တယ်လို့ကျေးရွာတွေမှာရေကန့်နဲ့ရေဆုပ်ဆက်တွေထားရှိပေးရမှာဖြစ်ကြောင်းတိုက်တွန်းထားပါတယ်ရှင်။ကျမဒီတန်အစ်စနာတိုင်းပါ။